မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ကုန်မျက်နှာမြင်ပိုင်ကုန်တကြောင်လို့အားလုံးပျော်စိတ်ကြပါစေဗျာဒီနေ့က9ရက်6လ2025ပေါ့နော်အဲဒီနေ့ရခိုင်ဘက်ကိုပြောမယ်ဆိုလို့ရှိရင်ရခိုင်ဘက်ကကျွန်တော်တို့ဟိုကြောက်ဖြူပါမှာဆိုလို့ရှိရင်အဲအခုကျွန်တော်တို့ပွဲကနေတဲ့နေရာမှာအခုဆိုလို့ရှိရင်ပွဲကနေကြတယ်ပေါ့လေပွဲကနေတဲ့နေရာမှာကျွန်တော်တို့စစ်ကြောင်းတွေကတပ်မတော်ဘက်က ထိုးစတင်ထိုးနေတဲ့စိတ်ကြောင်းတွေဖြစ်သွားတယ်ခံစိတ်မဟုတ်တော့ပါဘူးဗျာထိုးစိတ်ဖြစ်လာတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကဝမ်းသာရတဲ့အနေထားနံပါတ်၄စပြီးတော့ဟိုရောင်ကြီးရောင်မီတန်းလာပြီလို့ပဲကျွန်တော်လည်းပြောချင်ပါတယ်ခံစိတ်ကတော့သူတို့တွေကရောက်လာကြတော့ why oh ပြီးတော့အပြင်းနဲ့ပတ်ချလဲပြည့်တဲ့အခါကျတော့အထက်အနေနဲ့လမ်းပြည့်နေရတာမျိုးပဲတွေ့နေရတဲ့အခါကျနောက်ပိုင်းကျတော့အဲကျွန်တော်တက်စခန်းတွေပါပါသွားတာကိုကျွန်တော်အေးဘက်မှာအများဆုံးတွေ့လဲရတယ် နော်အဓိကကတော့နခကငါဖြစ်စင်မှာကျွန်တော်ဆိုရင်အတကုံပြောတာအတကုံပြောတာနောက်ဆုံးပါတော့တာပဲတော့ဘာလို့ဆိုအေရီးယားပချနဲ့ဝိုင်းနေပြီးတက်လာတာတည်းစားအဲ့မှာရှိနေတဲ့ပြည်သူတွေကပြောကြတာပဲလေသူတို့မှမကျင်တတ်တာအေရီးဆိုတာချင်းပြောလို့ဆိုမွေးရစားနဲ့ကလေးချေကောင်းတွေပဲစုနေတာနော်အဲ့တော့မကျင်တတ်ကြဘူးမကျင်တတ်ကြတော့ပြည်သူတွေဒုက္ခရောက်တော့ပြည်သူတွေကတောက်လျှောက်ပြောတာအဲဝိုင်းမျိုးပြက်ခံလိုက်တဲ့ခါကျတော့ အထဲမှာမလုံမနိုင်မခံနိုင်မနဲ့နောက်ဆုံးအဖန်ခံရတဲ့လူဖန်ခံထွက်ပြီးတဲ့လူထွက်ပြီးတောင်ရင်းတွေဖြစ်သွားကြတယ်အခုအဲ့ဒါခံစစ်ခဲ့ဟို အတိုင်းအတာလေးကျွန်တော်တွေ့တာပါတပ်မတော်ရဲ့ဟိုစနေပြူအောင်ဝင်ပြီးဆွဖတ်တာမဟုတ်ပါအခုကျွန်တော်ထိုးစစ်ကြတော့ဘာပဲပြောကျွန်တော်တပန်းတာလာပြီကျွန်တော်တစ်ချက်ဝမ်းတာလာပြီထိုးစစ်ဆိုအခုဆိုလို့ကျကျွန်တော်နင်ဖက်တောင်းပန်းဒီအဲမိန်တက်တောင်းကကျွန်တော်စကူနှစ်လောက်ကဟိုလက်လွတ်လိုက်ရတယ်ဒါအေးဒါလူအင်အားမြောင်များစွာနဲ့ဒါဝင်ရောက်လာတဲ့အတွက်ကျွန်တော်အဲ့တက်စကန်းမှာလည်းလူကအယောက်20 30လောက်လေးရှိတဲ့အခါကျတော့ကျွန်တော်ခွာစစ်ဆင်ပြီးတော့မှအဲ့နေရာကိုမိန်တက်တောင်းနေရာကို လက်လွတ်ပေးခဲ့လိုက်တယ်အခုကြတော့ကျွန်တော်တို့ဒီနင်းဖက်ဒေါင်းတို့ကန်တီပါအဲ့ဒီဘက်ဒီအကုန်လုံးကကျွန်တော်တို့တက်မတော်ဘက်ကဆက်ချောင်းထိုးပြီးအကုန်ရှင်းနေပြီးရသလောက်အကုန်သိမ်းလိုက်တယ်ပြီးတော့ညောင်းထိရေတက်စခန်းလည်းဒေါင်းဆောင်တန်းတန်းကြီးတွေပစ်ပြီးတော့ဆက်ချောင်းတွေတက်ထိုးပေးတယ်အဲ့ခါမှာကျတော့ဘာဖြစ်လဲဆိုတော့အဲဆက်ချောင်းတွေထိုးလာတဲ့ခါကျတော့အေဒီက အဲစုပ်ပြတ်သက်သွားပြီအေးဒီစုပ်ပြတ်သက်သွားတော်တော်စုပ်ပြတ်သက်သွားအဓိကအကြောင်းနည်းနည်းသတိထားမှာတ냐ောလေးရေတက်စကန်နဲ့ပတ်ချလည်းမှာရှိတဲ့ရွာတွေတော့နည်းနည်းသတိထားလိမ့်မယ်အဲ့ဒီရွာတွေအကုန်လုံးကလည်းပဲတချို့ဟာတွေကအေးအကြမ်းဖက်တွေဝင်ရောက်နေတာဒီပဲဖြစ်တယ်ရွာတော်တော်များများကအဲ့ဒီအေးအကြမ်းဖက်တွေဝင်ရောက်တာများတယ်တန်တော်လည်းပွဲကားတယ်တန်တော်ပွဲကားကြကလည်းတောက်ဆောက်ဒီကျွန်တော်တို့ဟို 几几里要玩动的鱼，我边我几里玩动的鱼，俺老百姓话他们，哦毛兄弟，现在是干过来，多少别出名的，那地方地方嘞，是的，毛兄弟现在是干了，在场了，哎不嘛的嘛，多少多少多少在那都伊的矿嘞，宁夏的个，啊不嘛的，我实在累滴滴，拿来吃嘞，但但非得来吐的，那多少多少漂亮的。 အဲဗိတုတဲဆိုတော့တချို့ကမသိဘုံကျဲတာပြောဘုံကျဲဆိုတော့တိတ်ခါကြတယ်ခလေးကလာထအောင်လို့ဗိတုတော့ပွဲကတယ်အဲ့ဒါကြောင့်လားဆိုတော့ဒေါ်ရီရောဗိတုပါပဲဟိုမောင်နေပါလေဘောနေပါတခြင်းတွေဖွဲ့သွားဆိုတော့ထဲပါတယ်တဲ့ပါပဲကျွန်ဗိတုတဲဆိုတော့အော်အိုးအိုးအိုးဆိုချလာအော်ဗိတုတော့နော်အဲ့အောင်အဲ့လိုမျိုးအကွဲပြဲတွေဖြစ်ကုန်တာနော်အဲ့လိုအဲ့လေတော့ကျွန်တော်ပြောချင်ပါတယ်ဗိတုတဲဆိုတော့ကျွန်တော်ဘာမှမသိဘူးပြောပြောနေလို့နော်နောက်တစ်ခု အဲကျွန်တော်ကွာကွာပဲလေကွာတန်တွဲရဲ့ကွာအဲ့တစ်ချောင်းလုံးကတော့မြန်မြန်ဆိုင်ဆိုင်နေတက်မတော်ကပိုက်ဝိုင်းနေနိုင်ကိနေတာစားတွေတွေ့ရတယ်ယူတစ်ချောင်းလုံးကတော့တက်မတော်အတာသေးရနေတယ်နောက် ARD ဘက်ဆိုလို့ရှိရင်သူတို့ဘက်ကပြောပြောနေ ARD PDF နဲ့ A နဲ့ပေါင်းနေပေါင်းနေအဲရတယ်ဆိုတာကဒီယူနာမှာကတ်နေတဲ့ရွာလေးတွေပေါ့ဗျာတရွာနှစ်ရွာလောက်ရှိတဲ့အချိန်မှာလူအင်အားလည်းလူလည်းတိတ်မရှိဘူးအဲ့မှာတော့သူတို့ကဟိုနေပေါ့ အဲအေလူသစ်စုဆောင်းနေပေါ့ဗျာအေလူသစ်စုဆောင်းနေ PDF တွေလူသစ်စုဆောင်းနေအရာဒီ PDF တွေကလည်းတော်တော်များများရခိုင်မရောက်ပြီးတော့လစ်ကုန်ကြတာလည်းများတယ်အမလို့တွေ့ရတယ်နောက်နောက်တစ်ခု AR မှာဆိုဒါကျွန်တော်တို့ဟိုရေးကြီးအတုံးအတိုင်းကြောင့်ဟိုဘက်အဲဆက်သွားမှဆိုရင်ဒီဘက်ကျွန်တော်တို့လေးမျက်နှာလို့ပါအကုန်လုံးပါဟင်းသလားလေးမျက်နှာအဲ့ပတ်ချလေတွေက ကျွန်တော်တို့ AD ရှိနေတယ် AD ဝင်ရောက်လာပြီးတိမ့်ပိုက်သွားပြီးဘာညာဆိုတာ AR တိုင်းဒီဘက်တန်းတော့ AC ပဲဘာမှဇရာမရှိ AD ကဒီအုပ်စုတစုဆို1516ရာလောက်ရှိတယ်ဘယ်ရွာမှကိုအထဲဝင်ဖို့နေတာတာဖြတ်လျှောက်လို့အောင်မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီပြည်သူတွေကအကုန်သိပြီးသားစစ်ဖြစ်တဲ့နေရာတွေမှာဘဝတွေပြတ်ပြီးအိမ်နေဆုံးအိုးမိုက်မဆုံးပြီးဒီပြည်နေရာမှာဘလောက်ဒုက္ခရောက်လာဆိုတော့အဲ့ပြည်သူတွေကသိပြီးသားအဲ့တော့ဘာဖြစ်လဲ AD ပဲဝင်လာဝင်လာအဲ PDF တွေဝင်လာမှာချက်ချင်းတက်ကိုအကြောင်းကြားလာနော် အချက်ချင်းတက်ကိုအကြောင်းကြားပြီးချက်ချင်းကိုရှင်းတာတက်ကလည်းအချိန်မလင်းစင်နဲ့အရာဥတိုင်းတိုင်းကလည်းအဲဒူတိုင်းကဥစည်းပြအမုံကျိန်နေတာမဟုတ်ခဲ့တာအချိန်မလင်းစင်နဲ့အခုရောက်ရောက်ရောက်ချင်းနီးစက်တဲ့တက်ကချက်ချင်းဝင်စကြောင်းထုတ်ချက်ချင်းရှင်းအာအချိန်မပေးအဘထုံးနဲ့သွားစေရသွားကင်းထောက်စားကြသွားဖြုတ်စားကြပြီးအဲ့လိုလေးပြလာတော့အဲဒါ EO PDF တီကိုလှောက်ရှားဖို့အင်အားလုံးဝမရှိဘူး နောက်တခါငစီကဟိုကိုစီလာသူမီဒီယာအကြမ်းဖက်မီဒီယာပြောနေတဲ့ကောင်ပေါ့နော်သူ့ကိုကျွန်တော်ကတော့ခါလိုက်တော့ရိုရိုတည်တည်နဲ့ရင်ကြည်ကြည်ပြောပါတယ်ဒီတခါတော့လေးပေါ့ကလေးပါဒီကောင်ဘာမှမရှိတဲ့အထာလေးပါနော်အဲကောင်လေးကိုကျွန်တော်ကပြောကြံလဲဆိုငစီဆိုကောင်လေးသူတော်လည်းဘက်ကပြောတာလက်ခံပါတယ်ကျွန်တော်တို့လည်းတမန်ဘက်ကပြောတာပြောလို့ရတယ်ဘာပဲပြောပြောဒါပေမဲ့ဟိုဟိုစကားတော့မရိုင်းတတ်ပါဘူးကျွန်တော်ကရင်ကြည်ကြည်ပဲပြောတတ်တယ်သူဆိုတော့နည်းနည်းရင်ကြည်လို့ပြောတချို့ကဟိုတချို့လူကပြောတယ်အာ तू तू ကျွန်တော်ကပြောတော့အာနော်အာ ဆောက်တလို့ရေးပပောက်ခဲ့တွေပြောနေတယ်အဲပဇန်းနဲ့ဖိန်နှမလားဗျာညဒါမျိုးတွေသူတို့ပြောအခုတကယ်မလားသူတို့ဖြစ်မှာဗျာပဇန်းနဲ့ဖိန်နှမလားသူတို့ဖြစ်မှာကျွန်တော်တို့မဖြစ်နိုင်ဘာလို့ဆိုကျွန်တော်တို့ကတရင်ကိုအဲ့ရပြည်သူတွေကပေးတာပဲကျွန်တော်တို့ကအဒီအကြောင်းအရာတွေပြောပြတယ်တမ်လော်ဘက်ကိုလည်းတက်ဒါပြောပြကြရပြောပြတယ်အစိုးရလည်းဒါကျွန်တော်ထောက်ပြဝေဖန်စာချဝေဖန်ရမယ်ပြောပြကြရပြောပြမယ်ဒါပြည်သူရဲ့အတန်ပြည်သူရဲ့ အဲအားသာကျွန်တော်တို့ကစပီကာဆိုတာကရှင်းပြောရင်ပြည်သူရဲ့ဟစ်တိုင်းပဲပြည်သူတွေကဒီလိုခံစားနေရလို့ဒီနိုင်ငံတော်အစိုးရနိုင်ငံတော်ဝန်ကြီးသိအောင်လို့ပြောပြရမှာဒါကျွန်တော်တို့ရဲ့တာဝန်ကျွန်တော်တို့ဟစ်တိုင်းမျိုးနေမဟုတ်ဘူးဗျကျွန်တော်တို့မီဒီယာမဟုတ်ဘူးနော်မီဒီယာဆိုတာသူတို့ဘာလဲရဂျစ်စတာတင်ထားတဲ့တရားဝင်နေတရားဝင်နေသူတို့ပြောနေကြတာရှိတယ်အဲ့ဒီမီဒီယာရင်ဟောအဲ့သူတို့လို့သူတို့လို့ကြတယ်ကျွန်တော်တို့ကပြည်သူရဲ့ဟစ်တိုင်းပြည်သူဟစ်တိုင်းဆိုတော့ပြည်သူအဲခံစားနေရတဲ့ဒုက္ခကြီးတောကကြီးဒါတွေပင်လယ်ဝင်နေတာတွေနောက်ပြည်သူတွေကလည်းစစ်တပ်ကနိုင်မဖြစ်မှဆိုတဲ့အရေးကြီးအကြောင်းကျွန်တော်တို့ကပြည်သူတွေရဲ့ ဟစ်တိုင်တာဖြစ်တယ်เนาะနိုင်ငံအရေးတွေမှာဝင်ပါလာတဲ့သူတွေဖြစ်တယ်เนาะအဓိကတော့တိုင်းရင်းအေဂျင့်မှုဝင်ပါလာတာဖြစ်တယ်အခုငါစီပြောလိုက်တဲ့ဥစ္စာကတောင်တကုံမှာပဲဟိုဘာလဲလောင်ချိုင်းနဲ့ပြစ်လိုက်လို့တရားရုံးနေပါအထိအဲထိမှန်သွားတယ်ဗောမြို့နယ်တရားရုံးထိမှန်သွားညာပိုင်းပေါ့မနေ့က9ရက်နေ့ကဆိုကျွန်တော်အဲ့မနေ့က9ရက်နေ့ကအဲစတာစီတီဘက်ကကျွန်တော်ဖြတ်လာတယ်ဖြတ်လာတော့တညင်ဘက်ပေါ့စတာစီတီဘက်ကကျွန်တော်ဖြတ်လာပြီးပြန်လာတော့အဲ့ည7နာရီထိုးနေကျွန်တော်ကားမောက်ဖြတ်လာအဲ့လမ်းကဖြတ်သွားတာမနေ့ကပါ9ရက်လောက် ။ရောင်းလောင်ကြသူရဲ့10နိုင်လောက်က9နိုင်လောက်ကဆိုကျွန်တော်သိမှာပေါ့။ဟာဒီကောင်ပေါက်ကဲရေပြောတာပဲလို့အဲ့လောက်အောက်တန်းကြပြီးအောက်တန်းစားဖြစ်တယ်ဆိုတာကျွန်တော်ဒီကောင်ကခုမှပဲသိရတယ်။မလို့ရဘူးအဲ့ဒါ။ဘာပဲပြောမလို့အောင်မဟုတ်တာတွေမပြောရဘူး။နော်မဟုတ်တာမပြောဒါပြည်သူတွေကကျွန်တော်တို့ကအဲအကြောင်းပြန်ခြေဖြတ်ပေးပြန်ပြောပြတာမဟုတ်တာမဟုတ်တာပဲမှန်မှန်တာပဲဟို PDF တွေအလင်းဝင်တဲ့ဒုက္ခရောက်တဲ့ဒါတွေတည်တယ်ဒါတွေကျွန်တော်တို့ကမှန်မှန်ကတောင်းတော့လဲနိုင်နိုင်နဲ့နိုင်မှန်ကျွန်တော်တို့ကပြောရမယ် ဟုတ်တယ်မလားအခုကတောင်းတော့ကဒါအောင်ဝဲတဲ့ဒါဆက်လာလို့ဒါကျွန်တော်တို့အာရဝမ်းသားသွားနဲ့ဂုံတရီဂုံတိတ်ခကြီးသွားနဲ့ဒါကျွန်တော်တို့ပြောရတာဖြစ်တယ်နော်ပြောရတာဖြစ်တယ်နောက်ခါမကွေးတိုင်းဒီဂန်းကောမကြီးစင်ရောက်မှာဆိုလည်းပဲဒါ PDF ဒီ online ဖြစ်နေတဲ့စကန်းကိုဟာလာဝင်းအောင်စီနေပြီးတော့အဲတိမ်မက်လိုက်တယ်ပြီးသွားတဲ့အချိန်မှာအဲ့မှာရှိတဲ့ဟို 新里来没来？大包里来些人那里来多来？大们人家批新的，不不晓得？喏，大在种到慢慢干的，慢慢慢慢慢慢干那么修。然后隔壁来说来在种到这块嘛，所以，大喏大换接皮，那边是新那边给是种的土那边，大有的起来喏。按照种到讲，哎，谢谢表老姐，慢慢跟俺理那大大在听不不晓得批的，一开眼这家到多少是种的啊种老土那批的这，大为。 နေနဲ့ညနဲ့တော့ချက်ချင်းတော့မဖြစ်ဘူးပေါ့ဗျာနည်းနည်းတော့အဲဒါလိုမျိုးတော့အချိန်တော့ယူပါမှာပေါ့နော်အချိန်တန်းယူပြီးတော့မှဒါဘယ်လိုလုံးဆောင်မလဲဆိုတာဒါတက်မတော်ရဲ့အပိုင်းဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကစီအကြောင်းအရာကြီးကြတော့ဒါတက်မတော်ရဲ့အပိုင်းဖြစ်တယ်ဒါပေမဲ့ရန်သူတွေလာနေတယ်ဘယ်သူတွေရန်သူတွေဘယ်လိုရှိတဲ့ပြည်သူတွေဘယ်လိုဒုက္ခပေးတယ်ဆိုတော့ဒါကျွန်တော်တို့ကအထက်လူကြီးမင်းတွေသိအောင်ဒါကျွန်တော်တို့ပြောပြမယ်ပြည်သူတွေရဲ့ဒုက္ခအဲ့မှာရှိအဲ့တိုင်းမှုသိအောင်နော်သူပြည်နယ်မှာဖြစ်နေတယ်သူတိုင်းမှုသိအောင်သူလက်အောက်မှာဖြစ်နေတဲ့ အဲပြည်သူလူထုရဲ့ဒုက္ခတွေဆိုသူတို့သိအောင်သူတို့မှမလုံပင်းနဲ့နေပြီးတော့ပြည်သူဝင်တကယ်နိုင်ငံတော်အစိုးရအဆင့်သိအောင်ဒါကျွန်တော်တို့ကပြောပြပေးရတာဖြစ်တယ်နော်အဲဝက်တော့ကိစ္စလည်းထပ်ပြောလိုက်ဟုတ်မယ်။စိုက်ကယ်တွေကဝက်တော့တွေဖြစ်နေတာတွေကညားလာတဲ့အတွက်အဲလိုင်စင်ဝင်ဖို့လုပ်ပေးတာအရင်တော့လည်းကျွန်တော်လိုင်စင်တွေလုပ်နေတာကျွန်တော်တွေ့ရရဲ့လို့ပြောတယ်။အခုကပြန်လိုင်စင်ပိတ်သွားတာလားဘာလားတော့ကျွန်တော်လည်းသိကြတယ်တော့သတင်းမီဒီယာမို့လို့မသိရမှမယ်။လိုင်စင်တွေကတော့ပြန်လုပ်ပေးမယ်ထင်တယ်။ ကျွန်တော်အနေနဲ့ပြောလေပြန်လို့ဝေးဖို့ရှိတယ်အခု NASA ကအစိုးရရဲ့တိတာရောဒီဒါလုံးလိုက်လို့ချင်းဒါဖြစ်မှန်းဆိုတာတန်းသိတာပေါ့ဒါမဲ့ဘာကြောင့်လုံးတယ်လဲဆိုတာကဒီ NASA ကဝန်ကြီးချုပ်ဗိုလ်ချုပ်ဘူးကြီးဦးမင်းအောင်လိုင်ကအဲ့လောက်ကြီးညံဖြစ်နေအောင်တော့မဟုတ်ဘူးဗျတကယ်မှဘာလို့ဘာဖြစ်မှန်းဆိုတာတန်းသိပြီးသားပဲအဲဒါမဲ့ကျွန်တော်ပြောစရာရှိတာတော့ရိုးရိုးလေးပဲအဲဗိုလ်ချုပ်ဘူးကြီးဦးမင်းအောင်လိုင်ကသူကညံပြင်းညာလဲခလေးကားစရာလည်းမဟုတ်ဘူးဗျနော် အဲအဲ့အဲ့လေးတော့ပြောချင်ပါသူဘာလုတ်ပေးစေချင်တာလဲဆိုတဲ့ပုံမှာမူတီလာပါလိမ့်မယ်ဒီဝက်တော့တွေကိုရှင်းလင်းပေးပြီးတော့မှအဲတကယ်လိုင်းစင်လုတ်ပေးဖို့တက်သူလုတ်ပေးပါလိမ့်မယ်ဒါကျွန်တော်အမြင်ပြောပြတာပါမှန်ကန်လာပါလိမ့်မယ်နော်ဘာဖြစ်လို့လဲဆိုဝက်တော့တွေဖယ်လိုက်ပြီးတော့ကျတကယ်တရားဝင်တဲ့စီကန်းတကြပြည်သူတွေလည်းနေထိုင်လောက်ကန်စားတော့နိုင်အောင်ဆိုပြီးသူလုတ်ပေးပါလိမ့်မယ်လို့ဒါတရင်ကောင်းလေးပဲကပ်ပြောတာအားလုံးကြားပါပါစေဒုတိယပိုင်းပြောပြပေးပါမယ်ကိုစော်ဘုန်းကြီးကြောင့်သိကျင်တဲ့သူတွေနော်